ာချစ်သူများအားလုံးပထမဦးစွာမင်္ဂလာပါလို့နှုတ်ဆက်ပါရစေရှင်။ချစ်ဖြူရဲ့ Ready Blog လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဖက်ပြပေးသွားမယ့်အကြောင်းအရာတွေကတော့ဆီယမဘုံညခင်ရေးသားထားတဲ့အိမ်မက်ဆက်ဂျူဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်။ဒီဝိထုလေးကဆိုလို့ရှိရင်တော့2021ခုနှစ်နိုဝင်ဘာလကနေစတင်ပြီးတော့ထွက်ရှိခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာလည်းအကြိမ်များစွာ ပုံနှိပ်ရောင်းဝယ်ခဲ့ရပါတယ်။ ီဇလန်လေးရဆိုလို့ရှိရင်တော့ဘိတ်တနိုးပြည်ကပြည်မှာမိဘထွာနဲ့တမူးလေးသင်္ခါဒီပါတို့ရဲ့အကြောင်းကို ရေးသားထားခြင်းပဲဖြစ်ပါတယ်။စောင်လေးထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုအနည်းချုပ်အနေနဲ့အဓိက highlight ထားပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ CPU ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်ဘီနာကခေါင်းပေါင်းလေးကိုနှိပ်ထားပေးလို့ရပါတယ်ရှင်။မင်းနဲ့ကျုပ်ရဲ့တွေ့ဆုံမှုဟာဒါနောက်ဆုံးမဟုတ်ဘူးလို့ကျုပ်စိတ်မှာထင်နေတယ်။ ကျုပ်တို့အချင်းချင်းတွေ့ဆုံနိုင်အောင်ပါပဲတန်တရားဆက်ဆက်စုံနိုင်တာမျိုးတာဖြစ်နိုင်သေးတယ်တန်တရားအဆက်ဆက်တဲ့သင်္ခါသည်မနီရဲ့လက်တစ်ဖက်ကိုလှမ်းဆွဲကပရိသတ်ဘတ်သူလှည့်၍မနီနှင့်လက်ချင်းတွဲမြောက်အပွဲခံလိုက်ရင် မနီကြားသာယုံလေးတန်ဖြစ်ပြောလိုက်၏မင်းအောင်မြင်တိုင်းမင်းပေးမှာကြောက်ရှိမယ်ရှုံးနေရင်ရောရှုံးနေရင်လည်းရှိနေမှာပဲ ခွန်အားတစုံတရာဟာသူ့လက်ဖျားမှမဏိလက်ဖျားသူ ထိုမှမဏိခန္ဓာကိုယ်ရဲ့သူစီးဝင်သွားသလိုခံစားလိုက်ရပါတယ်စိတ်အာယုသည်ထိုအသက်ရှူတဲ့ကလေးပေါ်၌သာငြိမ်ဝန်းလျက်ရှိခြင်းတွင်အတန်နဲ့တန်သည်ပြိုင်တူထွက်ပေါ်လာခဲ့၏ချစ်တဲ့သူနဲ့တန်တရားအဆက်ဆက်စုံမာရစေမဏိကျုပ်တို့ဆူတောင်းကြရအောင်အေးစိတ်ငြိမ်သက်ခြင်းနဲ့အတူစိတ်နှလုံးအေးချမ်းငြိမ်သက်သွားရလျက် တဲ့ရှူတဲ့တက်တက်ကလေးကို ပြန်၍အာယုံစိုက်ပြီးလိုက်တယ်။ငယ်ဝန်းလေးရဲ့ရှိစင်မှာပဲအတန်နတန်အဟာပြိုင်တူထွက်လာခဲ့တယ်။ချစ်တဲ့သူနဲ့တန်တရာအဆက်ဆက်စုံပါရစေ။မြပြမင်းတန်တင်းတဲ့ဆင်းမှာနှမငယ်ရဲ့အမိလဲပါလာတော့နှမငယ်ဘေးတနိုးကိုပြန်ရင်အသက်ခံရမှာမို့ ဘိတ်တနိုးကိုပြန်လို့မဖြစ်ပါဘူးနှမငယ်။ဒါကြောင့်ကျုံနှမငယ်ကိုတားမြစ်တတိပေးနိုင်မှုနေရောညပါမနာတန်းစိုင်းနေလာခဲ့ရတာပဲ။မနီကျုပ်ပြောတာကိုတိတိချက်စာနားထောင်ပါ။မနီခုလိုလုပ်တာဟာတတိရှိတာမဟုတ်ဘူး။မိုက်မဲတာပဲ။အကြောက်တရားกินနိုင်တတိလို့မခေါ်ဘူး။ကြောက်တဲ့နာကိုကြောက်ရကောင်းမှမသိတာဟာ အတီတရားကင်းမဲ့တာပဲအတီတရားမရှိလို့ဘာကိုကြောက်ရကောင်းမှမသိပဲလှုပ်ချင်ရလှုပ်တဲ့သူဟာမိုက်မဲတာပဲမင်းတတိဆိုတာခံနိုင်ရှိခြင်းပဲလူဘဝမှာကြုံရနိုင်တဲ့ဒုက္ခဒုက္ခတွေမတရားအနိုင်ချင်းခံရတာတွေကိုခံနိုင်မရှိပဲစိတ်လိုက်မှန်ပါပြုတ်မှုတုံးပြန်တဲ့အစားစိတ်တဲ့ခိုင်ခိုင်မာမာခံနိုင်ရှိရှိမယိုင်မလဲတဲ့စိတ်မျိုးနဲ့ရင်ဆိုင်တင်တာရင်ဆိုင် ရှောက်ရှားတင်တာရှောက်ရှားနိုင်တဲ့သူမျိုးကိုသာတတိရှိတယ်လို့ခေါ်နိုင်တယ်။မနီကိုအဲ့ဒီတတိမျိုးရှိစေချင်ပါတယ်။သင်္ကဟာမနီအားနှွေးထွေးစွာပူဖက်ထားရင်လေးနဲ့နူးညံ့စွာ စကားဆိုလျက်ရှိသည်။ထိုစကားကအတိတရားကင်းမဲ့နေသောမနီကိုအတိစိတ်ပြန်ဝင်လာစေလျက်အဖေမှကြားလိုက်သောစကားကိုပြုံးခနဲ့တတိရလာမိစေတယ်။ဘာပဲကြုံကြုံအတိတရားနဲ့ရှင်တဲ့တတိမျိုးနဲ့ ရင်ဆိုင်ပါလို့အဖေကအမြဲတမ်းမှားခဲ့တယ်။တီတီကမပါတဲ့တတိဟာအချီအနီးပဲတမီးလို့လဲစုစုံမှားခဲ့ပါတယ်။